ဲ့တော့ဒီအမှုပြသမားအခြေချင်းမှာဒါကပို့ရင်နေရှိခဲ့တာပဲဒီဇိုးဆောင်မှာဆိုလဲအခုမတ်ဘိုတရက်တရက်မတ်ဘိုနဲ့ရိုက်တယ်ရိုက်တယ်မှာလဲကိုထိုင်ကြော့ခဲ့တာပဲဓာတ်ပုံလေးရှိပါတယ်ဟိုတယောက်တစ်ယောက်ဟို respect ထားတယ်ကိုလဲအဲ့လိုကိုသူတို့ငယ်တယ်ဆိုပေမဲ့ respect ရှိတယ်ဟောပြီးတော့ဂါရဝတရားဆိုတာတော့ဒီမြန်မာလူမျိုးတွေကတော့ပြန်ချစ်စရာကောင်းတဲ့အရာဆိုတော့နော်ပြီးဒီလည်းဖြစ်ပါတယ်ငါကသူတို့ကလေးတွေဒေးစားရတဲ့လူတယောက်ဖြစ်အောင်ပို့ပြီးနေရမယ်ဟိုကကိုကျင်တရားအစားအဲ့လိုနေရမယ်ဆိုတာလည်းကိုယ့်ကိုယ်လည်းပို့ပြီးရပါတယ် အဲ့ဒါတော့ခင်းတဲ့ဆိုင်မှာပေါ့နော်ဟိုဟာဒီ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 လိုမျိုးဟိုဟာဖြစ်ရတယ်ဖြစ်ဖြစ်ဟိုဟာဟိုဟာဖြစ်ရတယ်ဖြစ်စင်နေရဒါတိတ်တော့ထူးဆန်းတာတော့မဟုတ်ဘူးကိုရောခင်းတုံးဟာဆိုလို့ရှိရင်လည်းအဲရှိခဲ့တာပဲအဲဒါကိုလူမင်းတို့ကိုနေထက်တို့ဟိုအဲ့လိုရိုက်ခွင့်မှာထိုင်ကြတော့တာလေးရှိခဲ့တယ်နောက်ပြီးတော့ဟိုကိုတောင်နဲ့ပေါ့ပါဦးတခြားကိုနေတို့တို့လည်းအဲ့လိုရှိပါတယ်ကိုတို့လည်းမြင်မှုတယ်သူရှိမှာဟိုဟိုဖြစ်ခဲ့တဲ့ဟာမျိုးတွေရှိတယ်အခုဒါဆိုရှယ်မီဒီယာဆိုတော့ကွာအသိရမှာထုတ်တခုဆိုရှင်ကြီးဖြစ်သွားတာပေါ့ အဲ့တော့ဒီအမှုပြသမားအခြေချင်းမှာဒါကပို့ရင်နေရှိခဲ့တာပဲဒီဇိုးထောင်မှာဆိုလဲဟိုမတ်ဘို့တရက်တရက်မတ်ဘို့နဲ့ရိုက်တယ်ရိုက်တယ်မှာကိုထိုင်ကြတော့ခဲ့တာပဲဓာတ်ပုံလေးလည်းရှိပါတယ်ဟောအဲ့ဒီဥစားကြတော့လဲအဲ့လိုတော့အမှုပြသမားအခြေချင်းဟိုတယောက်တစ်ယောက်ဟို respect ထားတယ်ကိုလည်းအဲ့လိုပေါ့သူတို့ငယ်တယ်ဆိုပေမဲ့ respect ရှိတယ်ဟောပြီးတော့ဂါရဝတရားဆိုတော့ဒီမြန်မာလူမျိုးတွေကတော့ဘယ်ရန်ချစ်စရာကောင်းတဲ့အရာလို့ပြောတော့နော် PD လည်းဖြစ်ပါတယ်ဟောပြီးတော့ကိုကိုကိုလည်းဘယ်လိုဖြစ်လဲဆိုတော့ဟိုငါကသူတို့ကလေးတွေ အဲ့လိုအဲ့လိုမျိုးဟိုပါပေါ့ဒေးစားတဲ့လူတယောက်ဖြစ်အောင်ပို့ပြီးနေရမယ်ဟိုကကိုကျင့်တရားအစားအဲ့လိုနေရမယ်ဆိုတာလည်းကိုယ့်ကိုယ်လည်းမိုးဒီရပါတယ်အာကပီးတဲ့နေ့မှာဟိုသူအဲ့ပေါ့ဥလိုပေါ့သူနှုတ်ဆက်သွားတာသူ့အကြောင်းတော့ကျွန်တော် အကုန်လုံး100%တော့မသိဘူးပေါ့နော်ဒါပေမဲ့ဟိုအနုပညာသမားတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်လက်ခံပါတယ်ဘာလို့လဲဆိုတော့အနုပညာသမားဆိုတော့ဘသူ့ရဲ့ထိန်းချုပ်မှုအောက်မှာမှဟိုဟိုတိတ်နေတဲ့လူတွေတော့မဟုတ်ဘူးပေါ့နော်အကိုယုံကြည်တာကိုဖန်တီးတာကိုဖြစ်ချင်တာကိုလုပ်တဲ့လူတွေ အဲဒီမျိုးတွေတော့ဟောများတာပေါ့နော်အလုပ်ပြန်လာမှဆက်ဆက်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေမှာတော့ तू ပါပါလိမ့်မယ်ထင်ပါတယ်အဓိကကတော့ဟိုပေါ့သူသူစိတ်ခံစားရပေါ့သူသူဖန်တီးတဲ့အမှုပညာပေါ်မှာဟိုထားတဲ့စိတ်ကတော့ရေးကြည့်တာပေါ့အကိုရေဆိုလို့ရှိရင်လည်းအဲ့လိုပေါ့နော်ဟိုဒါကတော့ဟိုပေါ့သူလှုပ်လို့ဒါကဆိုရှယ်မီဒီယာကြောင့်လူတွေသိပါပါကိုရေခေတ္တကလှုပ်ခဲ့တာပဲနော်ကိုရေဆိုလို့ရှိရင်ဒီဥပမာကိုရေစီနီယာမင်းသားတွေဆိုလို့ရှိရင်အခုချိန်ကြီးလဲတွေ့လို့ရှိရင်ပြေးဖက်တော့ပဲ ဥပမာသူဘယ်လိုပဲဖြစ်ဖြစ်နေတယ်ကိုယ်လည်းအဲ့အဲ့တော့လည်းကိုယ်လည်းသူတို့လည်းနာမည်ကြီးကိုယ်လည်းနာမည်ကြီးအဲမမရဆိုလို့ရှိရင်ပြန်ရတဲ့မှာကိုကိုနေထက်ကခေါပုံးမဲ့အိမ်မှာရိုက်တယ်ကိုနေထက်ရဲ့အိမ်ကဟောပင်းတရမှာအတူတူရှိတယ်သူရှူတယ်လာလို့ရှိရင်ကိုကအထုပ်တွေကိုချင်ကြီးဆွဲပေးတယ်သူခဏကကန်ပေးတယ်နောက်သူ့ကိုလည်းအဲ့လိုပေါ့ဟိုကခင်းနေသွားပို့တယ်အမြဲတမ်းနေတိုင်းတော့နေတိုင်းတော့နေတိုင်းဟောကိုရဲ့ဒါကကိုရဲ့ဟိုဘာလို့ဆိုစီနီယာလည်းဖြစ်တယ်ကိုရဲ့ကျေးဇူးရှင်တွေမှလည်းပါတယ် ို့လက်တွဲခေါ်တဲ့လူတွေမှလည်းပါတယ်နောက်ပြီးတော့ဘာသာတရားအရာလည်းလမ်းပြတယ်မှာပါတယ်ဟိုအများကြီးဆုံးမတဲ့လူကပါတယ်သူသူ့ကြောင့်ဟိုပါပေါ့ကိုအတိတရားတွေအများကြီးရခဲ့ရတယ်ပါတယ်တင်းစရာမြင်စရာတွေမှလည်းပါတယ်ဆိုတော့ဘာမှလေးကိုအခုအချိန်မှာဘဲချင်းမြင်အခါဖြစ်ဖြစ်ကိုတို့စိတ်ထဲမှာဒီတိုင်းပဲတို့မှပြောင်းလဲရမယ့်အရာတွေမဟုတ်ဘူးအဲ့လိုပဲဟိုကိုလူမဲဆိုလို့ရှင်လည်းဟိုပါပေါ့အခုဘုံမှာအများကြီးကောင်းနေတာရှိတယ်အမမရရပေါ့ဟိုပါပေါ့နယူးဇီလန်နဲ့ကန်တဲ့ပွဲမှာလာမှာသူကဘယ်ရနေလာလဲမသိဘူးဖနာချိုးကပြီးသွားတာ လိုက်ကြီးရိုက်တာအဲ့မှာကွင်းထဲမှာကိုဖဏစီးပြေးတာပေါ့အနာကိုကသူ့တဲ့သားလဲဘောလုံးကိုနည်းနည်းဘာသူ့တဲ့ကိုပို့ပြီးတော့နည်းနည်းဟိုကန်ကန်ခဲ့တယ်လို့ဆိုတော့အန်ရင်ဖြစ်မှာလို့အဲ့ဒါကိုဒါအကူဖားတာလည်းမဟုတ်ဘူးဒါဘယ်ချိန်ပြီလို့လုပ်ပေမဲ့အရာအဲ့လိုပဲကိုရံလေးလို့ဆိုလို့ရှင်လဲဟိုလုပ်ရှင်ကာကြီးသွားပြီးအမှတ်မှတ်ရပါဒါဒီသမီးမေးလို့ပါအာဟိုကဖူးကတ်မလာလို့ဒီသွားရတော့အမှကိုရံလေးရအောင်ပါဘာတောင်းတောင်းနေလည်းမဖြစ်အောင် ဟိုသူ့မှာတယောက်ပဲပါတယ်အဲ့မှာကိုကမိတ်ကပ်လည်းပိုင်တယ်ထီးတယ်မိုးပေတယ်အဲ့လိုမျိုးတွေအဲ့လိုလုပ်ပေးရတဲ့ပြန်မှာကိုပျော့တယ်အဲ့လိုမျိုးပေါ့နော်ကိုဟိုဂါရဝါတရားရှိတာပေါ့အဲ့ဒါတွေတိတ်ချစ်စရာကောင်းတယ်ရအောင်ထင်ပါတယ်အဓိကတော့ respect ဆိုတဲ့စကားလုံး respect ဆိုတဲ့စကားလုံးနဲ့အောင်တားရတယ်ကိုကချစ်တာကွာဘယ်လိုကောင်းမလဲအမှုပြန်သမားအချင်းချင်းကိုချစ်တာပေါ့ဟုတ်ပြီတော့ဒီကိုယ့်ရဲ့ဒုတိယမိသားစုလို့ပြောလို့ရတာပေါ့နော်အရင်တော့အရင်တော့အကြောင်းကိုပြောပြတာအခုကိမှာတော့အဲ့လိုမျိုးရှိရင်ကောင်းတာပေါ့ကွာ ကိုလည်းအဲ့နေရာရောက်လာအဲ့အဲ့နေရာရောက်လာအနေတိုင်းမလို့မရအောင်အဲ့နေရာကိုအဲ့နေရာကိုဘယ်သူရိုက်မလဲပေါ့နော်ဟောရွေးရတော့၄၅၆ပေါ့နော်၄၅၆ထဲမှာဒါသူအော်သူ့ကိုသူ့ကိုရွေးချယ်တဲ့ချိန်မှာခေါ်ပြီးစကားပြောတဲ့ချိန်မှာကသူကကောင်းကောင်းဟောပေါ့ဒီဇက်ကိုလည်းသူကဘာမှလည်းမမေးဘူးဘာပဲဆိုတော့ကို့အဲ့တခုကတော့ဟောပေါ့ဟိုယုံကြည်မှုလည်းပါတယ်သူကဒီဒီကောင်းလည်းချစ်ဦးထားလည်းပါပဲနောက်ပြီးဟိုဒီကားရဲ့သွားတဲ့နှုံလည်းသူသိရပေါ့ပြီးတော့သူတို့ပါဝင်တဲ့ရေကုန်မှုလည်းရှိမှာပေါ့နော် အဲ့ဒါကြောင့်သူဘာမှမမေးဘဲဟိုဟိုရိုက်ခဲ့တယ်။အဲ့တော့လေခြေသူတင်တယ်။အကိုယုံကြည်ပြီးတော့ခြေသူတင်တယ်။အဲနောက်နောက်တခြားအိုက်တာတွေကနောက်တခြားနေရာ၃လေးနေရာရှိတယ်။အဲ့အဲ့နေရာအိုက်တာတွေကဟိုဒီဥသာကအဲ့လိုပေါ့ဘလို့ကြောင့်လဲတော့မသိဘူး။ကို့လာမေးရတယ်။ပြီးတော့အဲ့နေရာကမရိုက်ဖြစ်တဲ့လူလည်းရှိတယ်။ဟိုထွက်သွားတဲ့လူလည်းရှိတယ်။နောက်ပြီးတော့နောက်ဝင်လာတဲ့လူလည်းရှိတယ်ပေါ့။ဒါကတော့ပိုလိုရှင်ဒါကတော့ဖြစ်ဖြစ်မှာပေါ့နော်။အာကို့ကိုအဲ့လိုယုံကြည်ကြည်နဲ့ဟိုဟိုရိုက်ကူဝင်ပေးခဲ့တဲ့ခလေးတွေအကုန်လုံးလည်းခြေသူတင်ပါတယ်။ အဲဟုတ်တယ်ကွာဒါကျွန်တော်တို့ဒီဇင်မာဒီဒီဇင်မာလောက်မှာတွေ့ရတယ်ဒီဇင်မာလောက်မှာတွေ့ဘူးတော့ဟုတ်တယ်အဲအခင်မရသေးဘူးမရသေးဘူးအဆင်ပြေပါတယ်အဆင်ပြေပဲအဲ့ဒါကြောင့်အဆင်ပြေလို့ဒီလောက်နာမည်ကြီးနေရပါတော့သူ့သူ့အခုသူ့နဲ့ရိုက်ဖို့တာပေါ့နော်တခြားလူတွေလည်းအဲ့လိုဖြစ်မှာပါအာစကားလက်ဆောင်တော့ပါဖြစ်ဖြစ်ကောင်းပါတယ်ကိုရီးယားတော်ပါတယ်ကိုရီးယားသူတို့ရှိရအောင်ပြန်ပြီးတော့တည်ယူအောင်မရရှိဘူး ူးတယ်မှာ